တော့ heat stroke ဆိုတာဟိုအများကြီးကြတာကတော့ပေါ့နော်အပူရှက်ခြင်းလို့ခေါ်တယ်အဲ့တော့အပူရှက်ခြင်းတဲ့စာလို့ရှိရင်သူအင်္ဂလိပ်စကားလုံးအတိုင်းပဲအတိပဲကောက်မယ်ဆိုရင်တော့ heat ကအပူပေါ့နော် stroke ကတော့အများကြီးတာလေဖြတ်တာပေါ့နော်အဲ့တော့ကြောင့်ဒီအပူဒဏ်ကြောင့်လေဖြတ်ခြင်းလို့သုံးစွဲလို့ရတယ်ပေါ့နော်ဒါပေမဲ့ heat stroke မှာတွေ့ရတဲ့လက္ခဏာရက်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဆရာအနေနဲ့ဆိုရင်တော့အပူဒဏ်ကြောင့်အုံနောက်ထိခိုက်ခြင်း အပူတန်ကြောင့်သတိလစ်ခြင်းဆိုပြီးပို့ပြီးတော့တင့်တော်မယ်သူ့ရဲ့လက္ခဏာတွေနဲ့လည်းအဲတိုက်ဆိုင်တယ်လို့ထင်ပါတယ် histoc ကဘယ်လိုဖြစ်လဲဆိုတာသိဖို့ဆိုရင်ဆရာညီနဲ့လူရဲ့ခန္ဓာကိုယ်ရဲ့ပုံမှန်အပူချိန်ကြောင်းလေးနည်းနည်းပြောချင်ပါတယ်ပေါ့နော်အဲ့တော့ဆရာတို့လူတွေရာဆိုလို့ရှိရင် ကိုယ့်ရဲ့ခန္ဓာကိုယ်အပူချိန်ကို37 degree celsius ဒါမှမဟုတ်ရင် fahrenheit နဲ့ဆိုရင်98.2 to 98.8ပေါ့နော်ဒီကြားထဲမှာထိမ့်သိမ်းထားပေးရတယ် အဲ့ဒီခန္ဓာကိုယ်ပူချိန်ဒီကြားထဲမှာရှိမှသာလျှင်ခန္ဓာကိုယ်ရဲ့ကိုရင်းအင်္ဂါတွေပုံမှန်အလုံးလုံးနိုင်စွမ်းရှိတယ်ဒါကြောင့်မလို့ပတ်ဝန်းကျင်အပူချိန်မြင့်တက်လာတဲ့အခါမှာခန္ဓာကိုယ်ကကိုယ့်ရဲ့အပူချိန်ကို38ဒီဂရီရောက်အောင်ချွေးထွက်ပြီးတော့ပြန်ပြီးတော့အဲချပေးရတယ်ပေါ့နော်ကိုယ့်ရဲ့ပုံမှန်ပူချိန်ဖြစ်အောင်အဲ့တော့ပတ်ဝန်းကျင်ပူချိန်ကမြင့်တက်တယ်ဒါမှမဟုတ်ကိုယ်လက်လှုပ်ရှားလို့ခန္ဓာကိုယ်ပူချိန်မြင့်တက်လာတယ်မြင့်တက်လာတဲ့အခါမှာ40ဒီဂရီဆယ်စီယပ်ထက်ကို ြန်ပြီးအောက်ကျအောင်မချနိုင်ဘူး Fahrenheit အနေနဲ့ပြောမယ်ဆို104 degree Fahrenheit ထက်ကျအောင်ပြန်ပြီးတော့မချနိုင်ဘူးဆိုလို့ရှိရင် ခန္ဓာကိုယ်တွင် အင်္ဂါတွေထိခိုက်တယ်အထူးသဖြင့်အုန်းနောက်ကို ထိခိုက်တဲ့အခါမှာ heat stroke ရဲ့လက္ခဏာတွေပေါ်ပေါက်လာတာဖြစ်ပါတယ်တော့ heat stroke ဖြစ်စေတဲ့အကြောင်းကိုအဓိကအပြင်တစ်မျိုးခွဲခြားထားတယ်ပေါ့နော်။တစ်ခုကတော့ non exertional ဆိုတာဒီကိုယ်လက်လှုပ်ရှားမှုမပြုဘဲနဲ့ ကိုအပူချိန်မြင့်တက်လာသူများအုပ်စုနဲ့နောက်တစ်ခုကတော့ဒီပူတဲ့ဒီအချိန်တွေမှာကိုလက်လှူရှားပြင်းပြင်းထန်ထန်လုပ်တဲ့သူမှာကိုအပူချိန်မြင့်တက်လာတယ်ဆိုပြီးတော့နှစ်ခုခွဲကြထားတယ်ပေါ့နော်အဲ့တော့တစ်ခုကတော့နံပါတ်1ကပူပြင်းပြီးတော့စိုးထိုင်းစများတဲ့ญาติรู้มาနေထိုင်တဲ့သူတွေဟာဆိုလို့ရှိရင်ဒီပတ်ဝန်းကျင်အပူချိန်ဟာ40ဒီဂရီဆဲဆီယကျော်ပြီးမြင့်တက်တဲ့အချိန်မှာခန္ဓာကိုယ်အပူချိန်လိုက်ပြီးမြင့်တက်တာကိုချွေးထွက်ပြီးတော့ပြန်ပြီးတော့အပူချိန်မချနိုင်တဲ့သူတွေမှာ heat stroke ဖြစ်တာတွေ့ရတယ် ောက်တစ်ခုကတော့ဒီပဝင်းကျင်အပူချိန်က40 degree celsius တောက်ထိမမြင့်တော့လဲပဲပြင်းပြင်းထန်ထန်လှုပ်ရှားမှုလုပ်တဲ့သူတွေမှာကိုယ့်ရဲ့ခန္ဓာကိုယ်အပူချိန်ညှင့်တက်လာတဲ့အခါမှာဒီ heat stroke လက္ခဏာခံစားရတာတွေလည်းတွေ့ရပါတယ်အထူးသဖြင့်တော့ဒီကိုယ်လက်လှုပ်ရှားမှုပြင်းပြင်းထန်ထန်လုပ်တဲ့သူတွေကအေးတဲ့ဒေသကနေပူပြင်းတဲ့ဒေသကိုရောက်ရှိလာတယ်ကိုယ်လက်လှုပ်ရှားမှုလုပ်တယ်ဆိုလို့ရှိရင်သူတို့စီမှာ heat stroke ဖြစ်တာပိုတွေ့ရတယ်ပေါ့နော်ဒါအပြင်ဒီပူပြင်းတဲ့ဒေသမှာနေတဲ့သူတွေအနေနဲ့အဝတ်ထူထူဝတ်တာတွေ အရက်တောက်တဲ့သူတွေနောက်တစ်ခါရေတောက်နေတဲ့သူတွေမှာလည်းပဲကိုယ်ပူချိန်မြင့်တက်ပြီးတော့ heat stroke ရဲ့လက္ခဏာတွေတွေ့ရပါတယ်။အဲတော့ heat stroke ဖြစ်နိုင်ခြေများတဲ့သူတွေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အသက်အရွယ်ကြီးမြင့်တဲ့သူတွေနှလုံးနဲ့အဆုတ်ရောဂါအခံရှိတဲ့သူတွေအဝါလွန်တဲ့သူတွေအရင်တုန်းက heat stroke ဖြစ်ခဲ့ဘူးတဲ့သူတွေမှာ heat stroke ဖြစ်နိုင်ခြေများတာကိုတွေ့ရှိရတယ်။ နောက်တစ်ခုကတော့ပူပြင်းတဲ့အချိန်တွေမှာကိုယ်လက်လှုပ်ရှားပြင်းပြင်းထန်ထန်လုပ်တဲ့သူတွေနောက်တစ်ခါအေးတဲ့ဒေသကနေပူတဲ့ရာသီဥတုကိုရုတ်တဲ့ရောက်ရှိတာတဲ့သူတွေမှာလည်းပဲဟီဆိုဖြစ်နိုင်ခြင်းများတယ်ဆိုတာတွေ့ရတယ်။နောက်တစ်ခုကတော့ဒီမူရစ်ဆေးနဲ့စိတ်ကြဆေးသုံးဆွဲတဲ့သူတွေမှာဟီဆိုဖြစ်နိုင်ခြင်းပိုများတယ်။နောက်ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေအနေနဲ့ဆိုရင်တော့ဘီတာဘလော့ကာဆေးနောက်စီးဆေးပေါ့နော်ဒါယူရက်တစ်စ်နော်ပြီးတဲ့အခါအန်တီဒီပရက်ဆန့်ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာ ်ဆေးတွေတောက်သုံးတဲ့သူတွေမှာလည်းဟိဆုပ်များတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ရေဘူးကအဖြစ်ပြောမယ်ဆိုလို့ရှိရင်တော့ဘလိုဒီတွေမှာများတယ်လဲဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်အပူချိန်မြင့်တက်လာတဲ့အခါမှာခန္ဓာကိုယ်ကချွေးထွက်ပြီးတော့ဒီပူချိန်ကိုချပြရတယ်အဲ့တော့ချွေးထွက်ဖို့အတွက်ရေဓာတ်လိုတယ်ပေါ့နော်အဲ့တော့ရေတောက်နေတဲ့၍ချွေးတွေထွက်နေတဲ့၍ဒီဒီ heat stroke ဖြစ်ဖို့ရာခိုင်နှုန်းနည်းတယ်ပေါ့အဲ့တော့ရေဘူးကပြောမယ်ဆိုလို့ရှိရင်တော့ရေငတ်ပြီးတော့အပူချိန်များတော့လဲရေမတောက်ဖြစ်တဲ့လူတွေရေမတောက်နိုင်တဲ့သူတွေပေါ့ တော့ဘလို့လူတွေလည်းပြန်ကြည့်မယ်ဆိုရင်အသက်အရွယ်ကြီးမြင့်တဲ့သူတွေအေးရမှာလဲနေတဲ့နာတာရှိဝေဒနာတွေတွေကလေးသူငယ်တွေเนาะရေတောက်အမှန်မသိဘူးအရက်တောက်ပြီးမူးပြီးတော့ဆရာတို့ရေတောက်ဖို့ဒီအဲမတောက်ဖြစ်တဲ့ရေတောက်တဲ့သူတွေပေါ့เนาะအဲ့တော့သူတို့တွေမှာပို့ပြီးဖြစ်နိုင်ရည်များတယ်အဲ့တော့လုပ်ငန်းခွင်ထဲမှာဆိုရင်လည်းဒီအပူချိန်များတဲ့ဒေသမှာတောက်ချောက်အလုပ်လုပ်ပြီးတော့သူ့မှာ တောက်ဖို့အတွက်ကိုရေနဲ့လှမ်းဝေးတယ်ဓာစားရေတောက်ဖို့ဒီအချိန်နေမပေးတဲ့သူတွေမှာလည်း heat stroke ဖြစ်တာမျိုးတွေတွေ့ရပါတယ်အဲ့တော့ heat stroke ရဲ့အဓိကလက္ခဏာကတော့ခန္ဓာကိုယ်ပူချိန်40 degree celsius ဒါမှမဟုတ်ရင်104 degree fahrenheit အထက်မှာကျော်ပြီးတော့ပူနေမှာဖြစ်ပါတယ်အဲ့တော့40 degree celsius တဲ့ခန္ဓာကိုယ်ပူချိန် ကြော်နေတာဒီနှစ်နာရီเนาะကြာတဲ့အထိပုံမှန်ပြန်ပြောက်ဘူးဆိုရင်အုံနောက်ထိခိုက်တဲ့လက္ခဏာတွေပေါ်လာနိုင်တယ်အဲ့တော့လူနာကစိတ်တူတယ်เนาะပြောတာဆိုတာတွေမမှန်ဘူးပိန်းတယ်တချို့တွေပြီးရင်တက်သွားတယ်နောက်ဆုံးသတိလစ်တဲ့အထိအုံနောက်ထိခိုက်မှုဖြစ်နိုင်တယ်သူ့ရဲ့အရေပြားကိုကြည့်မယ်ဆိုရင်ပထမပိုင်းမှာတော့ချွေးထွက်နိုင်တယ်နောက်ပိုင်းမှာတော့ချွေးမထွက်နိုင်တော့တဲ့အတွက်အရေပြားကပူပြင်းပြီးတော့ခြောက်သွေ့ပြီးတော့လီရဲတာတွေတွေ့ရမယ်เนาะဒါ heat stroke မှာအဓိကတွေ့ရတဲ့လက္ခဏာတွေပေါ့ တခြားလက္ခဏာအနေနဲ့ကတော့ပြိုကျင်တာအန်ကျင်တာတွေဖြစ်တတ်တယ်အသက်ရှူနှုန်းနဲ့ဒီသွေးခုန်နှုန်းတွေမြန်နေနိုင်တယ်เนาะဒါတွေကလည်းတွေ့ရတယ်တချို့တွေမှာတော့အစဖြစ်ခါစားမှဆိုရင်ခေါင်းကိုက်တယ်လို့ပြောတတ်တယ်ပေါ့နော်ဆိုတော့အစပိုင်းမှာဆရာတို့ကပူတဲ့ဒေသမှာနေတယ်ခေါင်းကိုက်ပြီးတော့ရေပြားကချွေးမထွက်တော့ဘဲနဲ့ပူပြင်းလာပြီဆိုလို့ရှိရင်ရေမြန်မြန်တောက်ဖို့လိုတယ်အထူးသဖြင့်တော့ဓာစားရေတောက်ပေးမယ်ဆိုလို့ရှိရင်ဒီချွေးထွက်နိုင်တဲ့ဟိဆုပ်ကိုကာကွယ်ရအောင်နိုင်ပါ မိမိရဲ့ခန္ဓာကိုယ်အပူချိန်ဟာ40ဒီဂရီဆယ်ဆီယပ်ဒါမှမဟုတ်104ဒီဂရီဖာရင်ဟိုက်တဲ့ကျော်ပြီးတော့ခန္ဓာကိုယ်အပူချိန်မြင့်တက်နေမယ်ဆိုလို့ရှိရင်အုံနှောင်းနှလုံးကြောက်ကန့်တဲ့ကြွက်သားတွေကိုထိခိုက်နိုင်တယ်။အချိန်တိုတွင်းမှာဒီ40ဒီဂရီဆယ်ဆီယပ်အောက်ကိုခန္ဓာကိုယ်အပူချိန်ကျအောင်မချပေးနိုင်ဘူးဆိုလို့ရှိရင်အုံနှောင်းထိခိုက်ပျက်စီးပြီးတော့သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် heat stroke လို့ဆရာတို့ဒီယောဂသတ်မှတ်လိုက်ပြီဆိုရင်တော့ medical emergency လို့ခေါ်ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်အပူချိန်ကို2နာရီတွင်မှ39 degree celsius အထိအမြန်ချပေးဖို့လိုအပ်ပါတယ်။အဲ့တော့ heat stroke ဖြစ်တဲ့အခါမှာခန္ဓာကိုယ်ရဲ့အပူချိန်က40 degree celsius ကျော်တဲ့အခါမှာသူ့ကိုအချိန်ထိုးတွင်ဒီကိုပူချိန်ကိုပြန်ချပေးဖို့လိုပါတယ်မဟုတ်ရင်ခန္ဓာကိုယ်ရဲ့အရေးကြီးအင်္ဂါတွေဖြစ်တဲ့အတွက်ဖြစ်တဲ့အုံနှောက်ရဲ့နှလုံး နော်ကြောက်ကတ်တို့ကိုထိခိုက်ပျက်စီးစေနိုင်တယ်နောက်ဆုံးသေဆုံးမှုဒီဖြစ်နိုင်တယ်ဒါကြောင့်မလို့ဆရာဝန်ဆေးရုံဆေးပေးကမသွားခင်မှာဒီလူနာရဲ့ကိုယ်ပူချိန်ကိုတန်းတန်းတလောက်ရှေးဦးသူနာပြုစုနည်းနဲ့ခြားထားပေးဖို့လိုပါတယ်အဲ့တော့ဗယ်နီးတွေနဲ့ခြားလို့ရမယ်ဆိုရင်တော့အကောင်းဆုံးနည်းရတော့တဲ့ရေအေးသုံးမှုရေခဲရေထဲမှာစိမ်ပြီးတော့ကိုယ်ပူချိန်ခြားတဲ့နည်းပေါ့နော်အဲ့တော့ဒီနည်းနဲ့ပြုလုပ်မယ်ဆိုရင်ကိုရင်းအင်္ဂါထိခိုက်မှုတွေကိုရှော့ချနိုင်တယ်သေဆုံးမှုရှော့ချနိုင်တယ်ဆိုပြီးတွေးရှိထားပါတယ်နောက်တစ်ခုကတော့ခန္ဓာကိုယ်တွင်းပူချိန်တွေကိုအငွေ့ပြန်တဲ့နည်းနဲ့ ကိုပူချိန်ချပေးလို့ရတယ်ပေါ့နော်အဲ့ဒါကတော့ရေအေးလောင်းချပြီးတော့ပန်ကာလီနဲ့မှုတ်ထားတယ်ဒါမှမဟုတ်ရင်ရက်ခတ်ပြီးခြင်းအဖြစ်နဲ့ကိုတွင်းပူချိန်တွေငွေပြန်ပြီးတော့ကိုပူချိန်ကိုကြဆင်းစီနိုင်တယ်နောက်တနည်းကတော့ဗာလဲဆိုရင်ပက်လက်လဲနေတဲ့လူနာတတိလက်တဲ့လူတွေပေါ့နော်အဲ့လိုလူတွေမှာဆိုရင်တော့ရေခဲထုတ်ကိုပေါင်ကြံနှစ်ဖက်ရဲ့ဂျိုင်းကြားနှစ်ဖက်ရဲ့လေပင်တစ်ဖက်တစ်ချက်မှာရေခဲထုတ်တွေတင်ထားမယ်ပြီးရင်ရေစိုးဝင်းတဲ့သူ့ကိုဘွာဖုံးအုပ်ပေးထားမယ်ဆိုရင်လေကိုပူချိန် ကြဆင်းတာတွေတွေ့ရတယ်ပေါ့နော်အဲ့တော့တစ်ဖက်မှာလည်းဆရာတို့ကဒီကိုပူချိန်ဝင်တိုင်းတဲ့သမိုမီတာလေးစောင့်ထားပြီးတော့39ဒီဂရီဆယ်ဆီယပ်အောက်နော်ပုံမှန်တိုင်းနီးအောင် ကိုပူချိန်ကိုအချိန်တိုတွင်ချဖို့အတွက်ကိုအဲဆရာတို့စစ်ဆေးနေပြရမှာလေဖြစ်ပါတယ် တခါတလေမှာကိုပူချင်းချတဲ့အခါမှာအပြင်ရေပြားအေးတဲ့အတွက်ကြောင့်ချမ်းတုံလာတာမျိုးတွေဖြစ်တတ်တယ်။အဲ့တော့ချမ်းတုံလာရင်ခန္ဓာကိုယ်တွင်းပူချင်းပြန်တက်လာတတ်တယ်တဲ့။ဒါကြောင့်မလို့ချမ်းတုံတဲ့သူတွေမှာသတိရှိနေမယ်ဆိုရင်တော့ဒီဘန်ဇိုဒိုင်ဇပင်းဆေးဝါးပေးထားလို့ရှိရင် တုံနာရော့ပြီးတော့ကိုပူချင်းကျတာကိုအားပေးတယ်လို့တွေးရှိထားပါတယ်။အဲ့တော့ဒီနည်းတွေနဲ့ခန္ဓာကိုယ်အပူချင်းကိုဆေးရုံဆေးပေးကမ်းမရောက်ခင်မှာခြားထားပေးဖို့လိုအပ်ပါတယ်။ တော့ heat stroke ဆိုတာကတော့အမှန်တကယ်တော့ကြိုတင်ခံမှန်းလို့လည်းရတယ်ကာကွယ်လို့လည်းရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့မြည်သူမဆို heat stroke မဖြစ်အောင်ကြိုတင်ကာကွယ်ရမယ်အထူးသဖြင့်တော့ပူပြင်းတဲ့ရာသီဥတုရောက်လာပြီဆိုရင်ကြိုတင်ကာကွယ်ဖို့လိုပါတယ်အဲ့တော့နံပါတ်1နေနဲ့တော့အဝတ်စားပေါ့နော်အဲ့တော့အဝတ်စားကိုဘယ်လိုဝေ့ရမလဲဆိုရင်ဖြူဖြူပါပါပွားပွားအယောင်ဖြော့ဖြော့ဝေ့ရမယ်ပေါ့နော်အဲ့တော့အယောင်ချင်းတဲ့နေရာတွေကအပူချိန်ကိုစုပ်ထားပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်အပူချိန်ကိုမြင့်တက်စေတယ်ပေါ့နောက်တင်းတင်းကြပ်ကြပ် ဝတ်ထားသင့်ဘူးဒါအဝတ်စားထဲမှာမှဒီပိုးတယ်နဲ့ခြည်တယ်啊ဆိုလို့ရှိရင်ဒီပူဆုတ်တာနဲတဲ့အတွက်ကြောင့်ဒီဝတ်စားတွေဝတ်မယ်ဆိုရင်ဒီဟိဆုတ်မဖြစ်အောင်ကာကွယ်ရရောက်ပါတယ်ပေါ့နော်နံပါတ်2အချက်အနေနဲ့ကတော့နေပူတဲ့ထွက်တဲ့ချိန်နော်နေပူတဲ့ထွက်တဲ့ချိန်မှာဒီအချိန်နေမျိုးမှာဆရာတို့နေအောင်ကြီးကိုကိုယ့်ရဲ့သားရည်နဲ့ဓာတ်ရိုက်မထိတွေ့တာကောင်းတယ်လို့ဆိုပါတယ်ဒါကြောင့်မလို့ဆရာတို့ ठी အသုံးပြရမယ်ဒီရေအောက်မှာနေပါဆိုပြီးတော့အကြံပြုချက်တွေလည်းရှိပါတယ်နံပါတ်3ချက်အနေနဲ့ကတော့ ဆရာတို့ကရေများများတောက်ဖို့လိုပါတယ်ချွေးထွက်တဲ့သူတွေပါဆိုတော့စားဓာတ်လိုပါတယ်ဒါကြောင့်ဓာတ်စားရေပါတောက်ပေးဖို့လိုပါတယ်ပေါ့နော်ဆိုချွေးထွက်နေတဲ့ရေခနာကိုအပူချိန်ကိုဒီချထားနိုင်တဲ့ပြေနော်40 recess ရမကြောအောင်ထိမ့်သိမ့်နိုင်တဲ့ပြေကျွန်တော်တို့ heat stroke ဖြစ်ဖို့ရာခိုင်နှုန်းနည်းတဲ့အတွက်ကြောင့်မလို့ပူတဲ့အချိန်တွေမှာဓာတ်စားရေရေများများတောက်ပေးဖို့အတွက်အကြံပြုထားတာရှိပါတယ်နောက်တစ်ချက်ကတော့ဒီကလေးသူငယ်တွေအတွက်ကိုကာကွယ်တဲ့နီးအဲ့တော့ဒီနေပူထဲမှာရက်ထားတဲ့ကားထဲမှာ အဲကလေးသူငယ်တွေမထားတင်ဘူးပေါ့နော်။ဘာလို့လဲဆိုရင်နေပူရဲရက်ထားတဲ့ကားထဲမှာဆက်တက်ထားလိုက်တယ်ဆိုလို့ရှိရင်တဲ့ဒီတွေးရှိချက်တွေကဒီမိနစ်20အတွင်းမှာ20 degree Fahrenheit လောက် ကားအတွင်းပူချိန်မြင့်တက်တဲ့ကြောင့်အဲ့မှာနေတဲ့သူတွေဒီ heat stroke ဖြစ်ဖို့အခွင့်အလမ်းများတဲ့အသက်အန္တရာယ်ဆုံးရှုံးနိုင်တယ်ပေါ့နော်နောက်တစ်ခုကဒီပူပြင်းတဲ့ဒေတာမှာအားကစားကိုလက်လှုပ်ရှားလုပ်တဲ့သူတွေအနေနဲ့လည်းမနေ့စောစောပိုင်းနဲ့ညနေဆောင်အချိန်တွေမှာဒါလျင်ကိုလက်လှုပ်ရှားမှုလုပ်တဲ့နဲ့ပူတဲ့အချိန်တွေမှာပြင်းပြင်းထန်ထန်လှုပ်ရှားမှုမလုပ်သင့်ဘူးလို့အကြံပြုထားပါတယ်နောက်တစ်ချက်ကတော့ကိုလက်လှုပ်ရှားလုပ်ရင်ချွေးထွက်မှာဖြစ်တဲ့အတွက်ဓာစားရည်သွုံရည်ကိုလုံလုံလောက်လောက်တောက်ဖို့လည်းအကြံပြုထားတာရှိပါတယ် နောက်တစ်ခုကနေပူထဲမှာမဖြစ်မနေလုံးလို့ရမယ်သူတွေအထူးသဖြင့်တော့စောက်လို့ရလုပ်ငန်းဝင်နေပေါ့နော်အဲ့တော့သူတို့တွေလိုရမယ်လူတွေနေနေဆိုလို့ရှိရင်တော့ဒီရေဓာတ်ဓစားဓာတ်ကိုလုံလုံလောက်ဖြည့်ထားရမယ်နောက်အပူချိန်မှာခန်းနေရှိအောင်ဖြည်းဖြည်းချင်းအလုပ်ချိန်ကိုတိုးတိုးပြီးတော့အပူဒဏ်ခန်းနိုင်အောင်ဒီဆောင်ရွက်ထားမယ်ဆိုလို့ရှိရင် လုံသမားတွေမှာဒီဟိဆုပ်ဖြစ်တာကိုရှော့ချပေးနိုင်မယ်လို့ပြောထားတာရှိပါတယ်ဒါကြောင့်မလို့ရာသီဥတုပူပြင်းတဲ့အခြေအနေတွေမှာ ကိုကိုတိုင်းဟစ်စတုတ်မရအောင်ကိုပတ်ဝန်းကျင်ကမိသားစုဝင်တွေဟစ်စတုတ်မရအောင်ချိုးတင်ကာကွယ်တဲ့ဤစနစ်တွေကိုလူတိုင်းသိရှိပြီးဆောင်ရွက်တင်တယ်လို့ဆရာတွေအနေနဲ့အကြံပြုချင်ပါတယ်